င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ီနေ့ရဲ့ podcast အစီအစဉ်ထဲမှာတော့ပုံမှန်လိုမျိုးသတင်းတွေစောင်းမားတွေတင်ဆက်ပေးတာမျိုးမဟုတ်ဘဲနဲ့အသိပညာပေးအစီအစဉ်လေးကိုတွန်းချင်ပါတယ်။ကျမတို့နိုင်ငံလိုတိုက်ပွဲတွေစီးရင်ပဋိပက္ခတွေကြားထဲမှာနေထိုင်သွားလာရှင်သန်နေရတဲ့လူမှုတွေအတွက်အထူးရည်ရွယ်ပါတယ်။မြေမြုပ်မိုင်းနဲ့ပောက်ကွဲစီတတ်တဲ့ပစ္စည်းဆိုတာကဘာတွေလဲ။အဲ့ဒီအကြောင်းကိုဒီနေ့ရဲ့ podcast အစီအစဉ်ထဲမှာစူးစီးတင်ဆက်ထားပါတယ်။ မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဆိုတာကဘာတွေလဲ ဆိုတော့အရင်လကကျမတို့ဒီမြေမြုပ်မိုင်းနဲ့ပတ်သက်ပြီးတော့မြေမြုပ်မိုင်းဆိုတာကဘာလဲဘယ်လိုနေရာတွေမှာရှိတတ်တယ်လဲမြေမြုပ်မိုင်းအနေကင်းအောင်ကျမတို့တွေဘယ်လိုမျိုးလုပ်ကြမလဲဆိုတာကို အကြံပြင်းပေါ့လေခြုံငုံပြီးတော့ပြောပြခဲ့ပါတယ်အခုတစ်ပတ်ကစပြီးတော့အဲ့ဓာတွေကို အသေးစိတ်ခွဲချမ်းစိတ်ဖြာပြီးတော့ပညာပေးအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာပါဒီတစ်ပတ်မှာတော့မြေမြုပ်မိုင်းဆိုတာဘာလဲပောက်ကွဲစီတက်တဲ့အာစစ်လက်ကြံပေါ့နော်စစ်ကြံပစ္စည်းတွေဆိုတာ ာကဘာတွေလဲဆိုတာကိုအသေးစိတ်ပြောပြပေးပါမယ်။လူတွေကဒီမြေကြီးပေါ်မှာပေါ့လေကျမတို့ဒီလွန်းလွန်းလပ်လပ်သွားလာနေကြပါတယ်။ဒါပေမဲ့အဲ့ဒီမြေကြီးပေါ်မှာပဲဖြစ်ဖြစ် မြေကြီးအောက်မှာပဲဖြစ်ဖြစ်ပေါ့လေမမြင်ရတဲ့အန္တရာယ်မျိုးစုံကရှိနိုင်တယ်ဆိုတာကိုမသိကြပါဘူးအထူးသဖြင့်တော့ကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးပေါ့လေပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံမှာအဲ့ဒီအန္တရာယ်ကအချိန်မရွေးနေရာမရွေးရှိနိုင်တာဖြစ်ပါတယ်အဲ့ဒါကတော့မြေကြီးအောက်မှာဖြစ်စေမြေကြီးပေါ်မှာဖြစ်စေ ရှိနေတတ်တဲ့အန္တရာယ်ဒါမှမဟုတ်မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့စစ်ကြံပစ္စည်းတွေပဲဖြစ်ပါတယ် မြေမြုပ်မိုင်းတွေမှာလူတွေကိုရည်ရွယ်ထားတဲ့မြေမြုပ်မိုင်းနဲ့ဒီရင်တွေကားတွေပေါ့လေကားတွေကိုရည်ရွယ်ပြီးတော့မြုပ်ထားတဲ့မြေမြုပ်မိုင်းဆိုပြီးတော့နှစ်မျိုးရှိတာဖြစ်ပါတယ်လူတွေကိုရည်ရွယ်ပြီးတော့ထောင်ထားအာမြုပ်ထားတဲ့မြေမြုပ်မိုင်းတွေကိုတော့ကျွန်တော်တို့ကဒီ anti personal landmine ဒါမှမဟုတ်လူသက်မိုင်းလို့ခေါ်ပါတယ်ရင်တွေကားတွေကိုရည်ရွယ်ပြီးတော့ထောင်ထား ညှုတ်ထားတဲ့မိုင်းတွေကိုတော့ရင်ဖြတ်မိုင်းဒါမှမဟုတ်တင်းဖြတ်မိုင်းအင်္ဂလိပ်လိုတော့ anti tank mine လို့ခေါ်ကြပါတယ် လူတက်မိုင်းဆိုတာကလူတွေတက်နေမိရင်ဒါမှမဟုတ်လို့ရှိရင်ဒီထိတွေ့မိရင်ပေါ့လေပောက်ကွဲအောင်လှုပ်ထားတာမျိုးပါရင်ဖြတ်မိုင်းဒါမှမဟုတ်တင့်ကားဖြတ်တဲ့မိုင်းတွေကတော့အဲ့ဒီသူတို့အပေါ်ကိုဒီရင်တွေကားတွေဖြတ်သွားတဲ့အခါမျိုးမှာဒီပောက်ကွဲအောင်ပေါ့လေလှုပ်ထားတာမျိုးဖြစ်ပါတယ်ဒါပေမဲ့အလေးချိန်ဘလောက်ရှိမှပောက်ကွဲမယ်ဆိုတာမျိုးတတ်သမှတ်သေးတတ်မှတ်လို့တော့မရပါဘူးအခက်မသိရင်ပောက်ကွဲတတ်တာဖြစ်လို့လူသက် က်မိုင်းပဲဖြစ်ဖြစ်တင့်ဖြတ်မိုင်းပဲဖြစ်ဖြစ်ဝေးဝေးကနေရှောင်ရှားဖို့လိုအပ်ပါတယ်။ပိုပြီးဆိုတာကတော့မိုင်းထောင်နေဆိုတာတစ်ဖက်လူမသိအောင်ထောင်တာမျိုးဖြစ်ပါတယ်။ဆိုတော့မြေမြုပ်မိုင်းတွေကိုကလေးတွေကတွေ့ပြီးတော့ကစားစရာလိုမျိုးကစားမိလို့ပောက်ကွဲသွားတဲ့ဖြစ်စဉ်တွေလည်းရှမ်းမြောက်ဒေသထဲမှာရှိခဲ့ပါတယ်။နောက်တစ်မျိုးကတော့ အိမ်သုံးပစ္စည်းတွေစားသောက်ကုန်ပစ္စည်းတွေဒီပြီးလို့ရှိရင်ဘူးကွန်တွေပေါ့လေဥမာပြောရမယ်ဆိုရင်စီတုပ်ဘူးတွေနောက်ပြီးဘူးကွန်တွေ ਨੇ လှုပ်ထားတတ်ပါတယ်အိမ်သုံးပစ္စည်းတွေစားသုံးကုန်ပစ္စည်းတွေလို့အဲထင်မှတ်ပြီးတော့ပေါ့လေကျွန်တော်တို့ကဂိုင်းတွေမိမယ်ဆိုလို့ရှိရင်ပောက်ကွဲအောင်လှုပ်ထားတာမျိုးဖြစ်ပါတယ် နောက်တစ်မျိုးကတော့ပဝင်းကျင်မှာရှိနေတတ်တဲ့ကြောက်တုံးပေါ့နော်ဒီကြောက်တုံးပုံနောက်ပြီးတော့တစ်သားတုံးပုံစံမျိုးတွေအဲရုပ်ဖြတ်ပြီးတော့မြေပြင်ပေါ်မှာဒါမှမဟုတ်မြေအောက်မှာဒါမှမဟုတ်ရင်လေမြေအောက်တဝက်အာ မြေပြင်မှာတဝက်ပေါ့လေတဝက်တဝက်တစ်ပြက်နဲ့ထောင်ထားတာမျိုးတွေလည်းရှိတတ်ပါတယ်ဒါကလည်းဒီကြောက်တုံးမှတ်ပြီးတော့ဒါမှမဟုတ်လဲတစ်တုံးမှတ်ပြီးတော့နင်းမိရင်မဟုတ်ရင်လည်းဒီကင်တွေမိရင်ပေါ့လေပောက်ကွဲအောင်လှုပ်ထားတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်တိတိကျကျမသိတဲ့ပစ္စည်းတွေဟာဆိုရင်မြေမြုပ်မိုင်းတွေဖြစ်နေနိုင်တာမို့လို့မထီမတွေ့မကင်မတွေ့ပဲထားတာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီတူးဆွထားတဲ့မြေမျက်နှာပြင်ပေါ့လေတူးဆွထား ားတဲ့မြေမျက်နှာပြင်ဆိုတာမြေကြီးတွေပွားနေတဲ့ဟာမျိုးပုံမှန်မဟုတ်တဲ့မြေမျက်နှာပြင်ပုံစံတွေတည်ရွက်တွေမြေကြီးတွေကဒီပြန်ဖုံးထားတဲ့မြေမျက်နှာပြင်တွေအောက်မှာဆိုလို့ရှိရင်လည်းကျမတို့ဒီမြေမြုပ်ပိုင်းတွေရှိတတ်ပါတယ် ဒါကြောင့်တခခုထူးခြားနေတယ်ဆိုရင်ဒါမှမဟုတ်လေပုံတံကမူမမှန်နေဘူးပေါ့လေမမှန်နေဘူးဆိုလို့ရှင်သိကြတာတခုကတော့လုံးဝကိုရှောင်ရှားတင်ပါတယ်မြေမြုံမိုင်းတွေပြီးရင်တော့နောက်ထပ်အနေနဲ့ရှိတဲ့အရာတခုက ပောက်ကွဲစေနိုင်တဲ့စစ်လက်ကျန်ပစ္စည်းတွေပဲဖြစ်ပါတယ်စစ်ဖြစ်ထားတဲ့နေရာတွေနောက်ပြီးတော့စစ်ဖြစ်နေတဲ့အချိန်တွင်းမှာဒီစစ်ကြောင်းတွေတွာလာခဲ့တဲ့နေရာတွေ လေရင်ပုံကျဲထားတဲ့နေရာတွေစစ်စခန်းပေါ့လေဒီစစ်ကြောင်းတွေကလှည့်လည်ရင်းနဲ့ပေါ့လေတော်ထဲမှာသွားရင်လာရင်းနဲ့စခန်းချထားတဲ့နေရာတွေမှာဆိုလို့ရှိရင်လေဒီပောက်ကွဲစေတတ်တဲ့စစ်လက်ကြံပစ္စည်းတွေရှိနေတတ်ပါတယ် အဲ့ဒီပစ္စည်းတွေထဲမှာဘာတွေပါတယ်လဲဆိုရင်တော့မပေါက်ကွဲသေးတဲ့မြေမြုပ်မိုင်းတွေတင့်ဖြတ်မိုင်းတွေနောက်ပြီးတော့လက်ပစ်ဘုံအာပြီးရင်အမြောက်ကြီးတွေမော်တာကြီးလင်းရင်ပေါ်ကကျဲချလိုက်တဲ့ဘုံတွေဘုံအငယ်လေးတွေပါဝင်ပါတယ်။မြေမြုပ်မိုင်းတွေကတော့ခုနကကျွန်မပြောပြခဲ့ပြီးဖြစ်ပါတယ်ဆိုတော့လက်ပစ်ဘုံဆိုတာကလည်းလက်နဲ့ကင်ပြီးတော့ပြည့်ရတဲ့ဘုံဖြစ်ပါတယ်။ ထုတ်လုပ်တဲ့နိုင်ငံရဲ့ထုတ်လုပ်တဲ့ရည်ရွယ်ချက်အပေါ်မှာမူတည်ပြီးမှတော့ဒီပုံသဏ္ဍာန်တွေကကွဲပြားနိုင်ပါတယ်။အများဆုံးတွေ့ရတာကတော့ရစားပလင်းပုံစံအရှိမျိုးနဲ့နနတ်သီးလို့ခေါ်တဲ့ကိုယ်ထဲမှာအကွက်အကွက်တွေပါတဲ့အမျိုးအစားတွေဖြစ်ပါတယ်။ မော်တာနဲ့အမြောက်ကြီးတွေအများစုမှာကတော့ဒီအာထိတ်မှာပေါ့လေထိတ်ဖူးပါပြီးတော့ဖင်မိုင်းပေါ့လေနောက်ပိုင်းမှာဒီဒလက်တွေပါတက်ပါတယ်ဆိုတော့တချို့မော်တာတွေမှာတော့ထိတ်ဖူးကပါလိမ့်မရှိပါဘူးထိတ်ဖူးမှာပောက်ကွဲစေတတ်တဲ့အပိုင်းထည့်သွင်းထားတာမျိုးရှိပြီးတော့ထိတ်ဖူးကမြေကြီးပေါ်ကျတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခုခုနဲ့ထိမိတာပဲဖြစ်ဖြစ်ပေါ့လေပောက်ကွဲအောင်လှုပ်ထားတာမျိုးဖြစ်ပါတယ်သူကတော့ပောက်ကွဲအားတော်တော်လေးကိုပြင်းထန်တတ်ပါတယ် ယ်။လေရင်ပုံးတွေကတော့အရွယ်စားကြီးမားပြီးတော့အလေးချိန်ညာလေးရှိပါတယ်။အာဆီလင်ဒါပုံးဒီတန်တဲတွေဖြစ်နေတတ်ပါတယ်။သူကတော့ပောက်ကွဲအားအရန်အရန်ကုန်မှပြင်းထန်ပါတယ်။နောက်တစ်ခုကတော့ဘုံသီးအငယ်တွေပါ။ cluster ဘုံးလို့ခေါ်တဲ့ဘုံသီးငယ်လေးတွေအများကြီးပါတဲ့ဘုံတွေကဘုံသီးငယ်လေးတွေဖြစ်ပါတယ်။ သူ့ကိုတွေ့တယ်ဆိုရင်တော့အဲ့ဒီအနာပတ်ဝန်းကျင်မှာပေါ့လေအာသူ့လိုမျိုးအဲဘုံသီးအငယ်တွေရှိနေတတ်ပါတယ်ဒါကလည်းအနေရဖြစ်စေနိုင်ပါတယ်ဒါကြောင့်ကိုကိုတိုင်းကတေးသေးချာချာပေါ့လေမသိတဲ့ပစ္စည်းမသေးချာတဲ့ပစ္စည်းတစ်ခုခုကိုအာမြင်နေတွေ့တယ်ဆိုတဲ့အခါမျိုးမှာလုံးဝမထီမိဖို့အာမပြောင်းရွှေ့မိဖို့နေရာမပြောင်းဖို့ ਨੇ အနီးကပ်သွားပြီးတော့ မကြည့်ဖို့အတွက်အလုံးကိုအရေးကြီးပါတယ်။အနည်းငယ်ရှိနိုင်တယ်လို့တန်ဖျားရှိတယ်ဆိုလို့ရှိရင်လည်းကျမတို့အနေနဲ့ဒီတက်ဆိုင်ရာအာဏာပိုင်တွေတာဝန်ရှိသူတွေဒါမှမဟုတ်လို့ရှိရင်မိုင်းရှင်းလင်းရေးအဖွဲ့အစည်းတွေကိုချက်ချင်းပဲအကြောင်းကြားသင့်ပါတယ်ရှင်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်